စင်ဖက်မဲ့ကြားဖက်မဲ့နဲ့ပြောင်းရွှေ့ဈေးကွက်မှာမမဆောင်ဖြစ်နေတဲ့စင်ပြန်ကြီးအလုံးမဲ့မင်္ဂလာပါစင်ပြန်ကြီးတို့ကတော့ပြောလိုက်ရင်စင်ဖက်မဲ့ကြားဖက်မဲ့နဲ့လက်တွေမှာပျော်စိတ်အောင်ပစိုးကတော့ကြိုက်ဖမ်းနေရပါတယ် နေတိုင်းဒုတိယလူဖြစ်နေပြီးဆုံးနေတဲ့စင်ပြန်ကြီးတို့ဟာလာမယာဒီမှာစီသူလင်မဖြစ်အောင်တိုးစားနေတဲ့အတင်းဖြစ်ပါတယ်။ဒီအပြောင်းရွှေ့မှာစင်ပြန်ကြီးတို့ဟာအသေးသမတ်လက်ရှောက်အမြင့်ဆုံးပြောင်းရွှေ့ရေးပမာဏကိုထုတ်သုံးမှုရှိနေပြီးကစားသမားငေါအူဒီအားဖြည့်သွားမယ်လို့တည်နေထွက်နေတာဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဟိုလူရောက်မလို့လို့ဒီလူရောက်မလို့လို့နဲ့တရားဖို့သုံးယောက်တန်နေပဲရောက်လာတာကြောင့်စင်ပြန်ကြီးဖန်နေလဲအာဒီတာနဲ့ပိုးဖွဲတဲ့တိုက်ကိုဒေါ်သဘုံနေထောက်ကုံကြပါတယ်။စီမံကြီးတို့ကချန်ပီယံဆုတွေအရယူဖို့တက်စီမှုအားဖြည့်နေတာဖြစ်ပြီးနာမည်ကြီးတွေကိုကြီးရွေးလိုက်နေတာပါ။ Video Gras ကိုပြောင်းရွှေ့စတင်နေဆိုကြတဲ့က like ခဲ့ပြီး အခုချိန်ချင်းပဲရောက်တော့မလို့လို့ခဏနေပဲရောက်တော့မလို့လို့ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းလက်တွေ့မှာတော့ဖြစ်မလာခဲ့ပေ Sporting Lisbon ဘက်ကပြောင်းရွှေ့ကြီးကိုဈေးတင်နေလို့အခက်တွေ့နေတာဖြစ်ပါတယ်။ကစားသမားဖြစ်သူကတော့စင်မြန်ကြီးမှစင်မြန်ကြီးဖြစ်နေပြီးမစီမဆိုင်မစားရဝကမန်းတည်င်းလာလွှဲနေဂိမ်းမှုတို့တော့မှတခါလေးညှင်းလွတ်လိုက်ရတာဖြစ်ပါတယ်။ Yorkress ဟာ Sporting အသင်းတော်ဝင်ရှိသူတွေကိုလည်းရေးနေစင်မြန်ကြီးပဲဆိုတော့အတိပေးထားပြီးဖြစ်ပြီးစီသူလင်တို့စီကိုပဲမယမကပြောင်းကျင်နေတာဖြစ်ပါတယ်။ကစားသမားကိုယ်တိုင်တော့ရေးလာမြောင်းပြီးထားယုံမကပဲဈေးပါဖောက်ဝေးထားပေမယ့်စင်မြန်ကြီးတို့ကကုတက်တီတို့ဘာမှမထူးသေးပါဘူး။ ီကြားတဲ့နီကိုလက်ဂျက်ဆင်ရဲ့တရင်နဲ့ထွက်နေလိုက်ကျော်တော့ယော့ခရော့စ်ညာတော့ဂျက်ဆင်ဆိုသလိုဖြစ်တော်မှာမြင်ရောင်ပါသေးတယ်ဒီမြန်ကြီးတို့ဟာအတိုက်ဆင်မှုဘက်ဂျမင်းဇက်ကိုနဲ့လေတရင်နဲ့ထွက်နေသေးပြီမဲ့အချိန်တွေကတိတ်ပြီးတော့ထူးခြားလွမ်းတာရှိသေးပါဘူးဇက်ကိုဟာဒီမြန်ကြီးတို့ကို Instagram မှာ follow ထားပြီးဖြစ်ပြီးပြောင်းရွှေ့လာနေတာဖြစ်ပါတယ်ဒါပေမဲ့လက်စစ်အတင်းဘက်ကမြန်မာတွေပြောင်းရွှေ့ခြင်းကိုတောင်းဆိုနေပြန်တာကြောင့်စင်ပြန်ကြီးတို့ရဲ့ထုံးစတိုင်ရက်တက်နေတာဖြစ်ပါတယ်စေမြကြီးတို့အနေနဲ့ York Crest ဆိုလို့စက်ခိုးလိုလိုလုပ်နေပြီးနောက်ဆုံးမှာတော့မြောက်တဲကိုင်းလုတ်က Jackson နဲ့ပဲဇက်သိမ်းသွားရနိုင်ပါတယ်။ အခုတော့မမာဒူဂီနဲ့တရင်ထွက်နေသေးပြီးမြန်မာလေးတို့အကြတွေကိုလိုက်ဝယ်ရမှာတော်တော်လေးကိုသဘောကျနေပုံရပါတယ်။ဇင်ပြန်ကြီးတို့ဟာပြောင်းရွှေ့ခြင်းမြင်မာတဲ့ကစားသမားတွေကိုသာမခေါ်နိုင်ပေမယ့်ဘောချောင်ကောင်းတွေကိုတော့အားဖြည့်ထားပြီးပြီဖြစ်ပါတယ်။မြန်မာလေးကြတွေကိုဝယ်ရတာသဘောကျတဲ့ဇင်ပြန်ကြီးတို့ဟာကိုသမားနေရာအတွက်နေပြကြီးကီပါကိုပေါင်၅သန်းနဲ့ခေါ်ယူထားပြီးပြီဖြစ်ပါတယ်။ဒါပြင်ပြားအတင်းကနော်ကက်ကိုလည်းပေါင်၁၀သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။စီမံကြီးပြိသက်တွေကတော့အတင်းနဲ့အသားချပြီးသားဖြစ်တဲ့ကစားသမား Thomas Party ကိုစားရုပ်သက်တမ်းမလို့ပဲနော်ကက်ကိုခေါ်ယူခဲ့တဲ့ပေါ်ဒေါသထွက်နေကြပါတယ်။ ဖာတီလိုအတင်းမှာအသားကျပြီးသားလည်းဖြစ်ခြေဆွဲလဲကောင်းတဲ့ကစားသမားကိုစံမထိန်ထားတဲ့ပေါ်ပရိသတ်တွေကဝေဖန်နေကြပါတယ်။စီမံကြီးတို့ဟာဇူဘီမန်ဒီကိုလည်းခေါ်ယူပြီးဖြစ်တယ်လို့တတင်းထွက်နေခဲ့ပေမဲ့အခုထက်တည်းတရားဝင်မကျညာရသေးဘူးဖြစ်ပါတယ်။ဂျာဒီကဟာလိုဝါမက်ထရစ်ဝင်ဆွဲသွားမှာကိုလည်းစိုးရိမ်နေကြပါသေးတယ်။စီမံကြီးတို့ရဲ့ဖြစ်ကတော့ပြောတော့မိုးလာကဲလားကတော့ချူမမန်ဆိုတာဖြစ်ပါတယ်။ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်။